မင်္ဂလာပါကလေးတို့ရေတချေကတော့ grade 7သိပ္ပံသင်ကြားပေးမယ့်တချေချမ်းဖြစ်ပါတယ်အခန်းလေးအလဲကျစရာနှင့် drum များဤတဘာဝကသင်ကန်းစာ9အတန်အမှတ်စဉ်တက်မ20ထိ drum စင်များအကြောင်းကိုတောင်းသမီးတို့ကိုတချေကပြောပြပေးမှာပဲဖြစ်ပါတယ်အဲ့တော့အတန်အမှတ်စဉ်10မှ20အထိ dress င်များ တော့အလှည့်ကျဇယားမှာပါဝင်တဲ့အုပ်စုနဲ့အပိုင်းအရေးတွေကိုတာဝန်သမီးတို့သိရှိခဲ့ပြီးဖြစ်တယ်။အဲ့တော့ယခုသင်ခန်းစာမှာဆိုလို့ရှိရင်တော့အတန်အမှတ်စဉ်1မှ20ထိ drug scene ရဲ့အမည်နဲ့တချို့တို့ drug scene သင်ကေတာတွေကိုလေ့လာမယ်။အဲ့တော့ရှေးဥစွာတချို့တို့အတန်အမှတ်စဉ်1မှ30ထိ drug scene ရဲ့တချို့တို့ အင်္ဂလိပ်အမည်နဲ့သင်္ကေတကိုရှင်တွဲပြီးတော့လေ့လာမယ်။ကဲဒါဆိုရင်ဒီခေတ်ကဇာတ်ရာလေးပေးထားတယ်ကြည့်ပါအောင်။အဲ့တော့အတအမတ်စင်ဒီခေတ်လိုပေးထားတယ်။ပြီးရင် dressing အင်္ဂလိပ်အမည်သင်္ကေတအဲ့ဒီမှာတချို့အတန်အမှတ်စဉ်တစ်ကနေ30ထိသွားမယ်အဲ့တော့အတန်အမှတ်စဉ်တစ်ကတော့တချို့ဒွက်စင်နေနဲ့ hydrogen အင်္ဂလိပ်မြေကတော့ HYDROGEN နဲ့ပေါင်းတယ်သင်္ကေတကတော့အရှိစလုံး H ကိုเนาะ H အကြီးကိုယူထားတယ်ကဲနောက်ထပ်အတန်အမှတ်စဉ်ကတော့2 သူ့ရဲ့ address နေရတော့ Helium ဖြစ်တယ်အင်္ဂလိပ်အနေနဲ့ဆိုရင်တော့ပေါင်းတာထားတော့ H E L I U M သူကတော့တင်ကေတာအနေနဲ့အရှိကစလုံး H နဲ့ E လေးနဲ့ကိုယူထားတယ် H E ဟုတ်ပြီနော်ကဲနောက်ထပ်တစ်ခုကတော့3เนาะအတန်းเนาะအမှတ်စဉ်က3သူကတော့ Lithium လို့ခေါ်တယ်အဲ့တော့ Lithium ဆိုတဲ့ dressing လေးပေါ့နော်သူ့ရဲ့အင်္ဂလိပ်အမည်လေးကတော့ L I T H I U M ဆိုတဲ့ Lithium ကသူကအရှိစလုံးအကြီးနဲ့ i လေးနဲ့ကိုယူထားပြီးတော့မှ li သူရဲ့သင်္ကေတ li ကဲဟုတ်ပြီနောက်ထပ်အတမတ်ဆင်က၄သူရဲ့ dress in အမည်လေးကတော့ beryllium ဟုတ်ပြီနော်အင်္ဂလိပ်အမည်နဲ့ဆိုရင်နော် b e r y l l i u m သူကတော့ဒီချက်တော့အရှိစလုံး b အကြီးနဲ့ e လေးနဲ့ကိုယူထားပြီးတော့မှသူရဲ့သင်္ကေတ be ဟုတ်ပြီနော်ကဲနောက်ထပ်တစ်ခုရဲ့အတမတ်ဆင်ကတော့ number 5 boron ကဲ boron လေးကတော့အင်္ဂလိပ်အမည်နဲ့ဆိုရင် b o r o n ဘိုးတော်ဒါပေမဲ့ तू ကတော့အရှိစလုံး B တလုံးနဲ့เนาะ B အကြီးတလုံးနဲ့ဝယ်ယူထားတယ်အဲ့တော့သူ့ရဲ့တင်ဂီတာက B အတန်အမှတ်စဉ်လေးကတော့6ဟုတ်ပြီနော်သူ့ရဲ့เนาะတချို့တို့ dressing လေးရဲ့အမည်လေးကတော့တချို့တို့ကကာဘွန်အင်္ဂလိပ်အမည်နဲ့ဆိုရင်เนาะ C A R B O N ကာဘွန်အဲ့ဒီမှာမတချို့တို့ကအရှိစလုံး C အကြီးလေးကိုဝယ်ယူထားတယ်ဆိုတော့သူ့ရဲ့တင်ဂီတာလေးက C ဟုတ်ပြီကဲနောက်ထပ်အတန်အမှတ်စဉ်လေးကတော့9 nitrogen အင်္ဂလိပ်မည်နည်းနဲ့ဆိုရင်တော့ N I T R O G E N ဟုတ်ပြီနော် nitrogen အဲ့တော့သူကကျတော့တချို့အရှိကအကြီးကိုပဲယူထားတာဖြစ်တဲ့အတွက်ကိုသူကသူ့ရဲ့သင်္ကေတလေးက N နော်နောက်တစ်ခုကကျတော့တချို့အတအမှတ်စင်လေးကတော့တချို့ shit နော်သူ့ရဲ့ dressing အမီလေးကတော့ဘာဖြစ်လဲဆိုရင် oxygen ဟုတ်ပြီနော်သူ့ရဲ့အင်္ဂလိပ်အမီလေးကတော့ OH YGEN oxygen အဲ့တော့သူ့ရဲ့အရှိစလုံး O အကြီးလေးကိုပဲသူကယူထားတာဆိုတော့သူ့ရဲ့သင်္ကေတကတော့ O ကဲနောက်ထပ် atom sign ကလေးကတော့ co သူ့ရဲ့ drossin အမည်ကတော့ fluorine ဟုတ်ပြီနော်သူ့ရဲ့အင်္ဂလိပ်အမည်လေးကတော့ F L U O R I N E ဆိုရဲ fluorine အဲ့ရဲ့သူ့ရဲ့အရှိစလုံး F အကြီးတစ်လုံးလေးကိုပဲယူထားတာဖြစ်တဲ့အတွက်သူ့ရဲ့သင်္ကေတလေးက F ဖြစ်တယ်နော်ကဲနောက်ထပ်နောက်ဆုံးတစ်ခုပေါ့နော် atom sign 30လေး သူကတော့เนาะဒွတ်စင်အမိလေးကနေယွန်းလို့ခေါ်တယ်အဲ့တော့သူ့ရဲ့အင်္ဂလိပ်အမိလေးကတော့ N E O N ဟုတ်ပြီเนาะနေယွန်းအဲ့တော့သူကကျတော့တချေတော့က N ရဲ့ E ရဲ့တကူယူထားတာဖြစ်တဲ့အတွက်သူ့ရဲ့သင်္ကေတလေးကတော့ N E ပဲဖြစ်တယ်ကဲဒါဆိုရင်ဒီချက်အခုတာဝန်သမီးတို့ကိုပြောပြပေးလိုက်တဲ့ဟုတ်ပြီနော်အင်္ဂလိပ်အမိလေးတွေရဲ့ dressing လေးတွေရဲ့သင်္ကေတလေးတွေကိုနားလည်မယ်ထင်တယ်နော် လုပ်ငန်းတင်အတန်အမှတ်စဉ်တက်မ30အထိ dress in တွေရဲ့မြန်မာအမည်နဲ့အင်္ဂလိပ်အမည်ပါတဲ့စကူပေါ့နော်ဂတ်တူစကူအဝိုင်းလေးတွေကိုအုပ်စုဖွဲ့ပြီးတော့ပြုလုပ်ပါဆိုတော့သမီးတို့အိမ်မှာရှိတဲ့နော်ဂတ်တူစကူလေးတွေကိုအဝိုင်းလေးတွေပြုလုပ်မယ်တစ်ကနေ10အထိရေးမယ်ပြီးသွားလို့ရှိရင်အဲ့ဒီမှာမြန်မာအမည်လေးရေးမယ်နော်အင်္ဂလိပ်အမည်လေးကိုရေးမယ်ပြီးလို့ရှိရင် i dressing တွေကိုမှတချို့က dressing သင်္ကေတပါတဲ့စကုပ်ဝိုင်းလေးပြုလုပ်မယ် dressing အမည်ရဲ့ dressing သင်္ကေတရဲ့ကိုအုပ်စုအချင်းချင်းအပြန်အလှန်ရှင်တွဲပေါ်ပြပါအချင်းချင်းမှန်မှန်မှန်စစ်ဆေးပါဆိုတော့တအားတို့သမီးတွေကတော့အချင်းချင်းခုနတည်းကပြောသလိုမျိုးပဲစကုပ်ကတ်တူအဝိုင်းလေးတွေပြုလုပ်ပြီးတော့မှတအားသမီးတွေရဲ့ dressing အမည်လေးတွေကိုမြန်မာအမည်ရောအင်္ဂလိပ်အမည်ရောသင်္ကေတကလေးတွေရဲ့ကိုရေးပြီးတော့မှတော့တယောက်နဲ့တယောက်အချင်းချင်းလေးရှင်တွဲပြီးတော့မှမှန်မှန်မှန်စစ်ဆေးပြီးတော့လက်တွေ့လေးပြုလုပ်ကြည့်ပြီးနော် ကဲဒါဆိုရင်ဒီခေတ်တို့လုပ်ငန်းနှစ်ကလေးကိုစာရအောင်အဲ့တော့လုပ်ငန်းနှစ်အဲ့တော့အတန်အမှတ်စဉ်17ကနေ20အထိ dressing တွေရဲ့အင်္ဂလိပ်အမည်နဲ့သင်္ကေတကိုဒီခေတ်တို့ရှင်တွဲပြီးတော့လေ့လာကြမယ်ကဲအဲ့တော့ဇေယျလို့ကြည့်ပြီအဲ့တော့ dressing ဒီခြေတို့ကအတက်အမှတ်စင်ရယ် dressing ရယ်အင်္ဂလိပ်အမည်ရယ်သင်္ကေတရယ် ပေးထားတယ်။အဲဒီမှာတစ်ချိန်နဲ့တူတူလိုက်ပြီးတော့เนาะစ조사ပြီးတော့မှတ်ကြရအောင်။အဲ့တော့အတက်အမတ်စင်စက်တစ်ကတော့ dress အမည်ကတော့ sodium ။အဲ့တော့အင်္ဂလိပ်အမည်နေနဲ့ဆိုလို့ရှိရင်เนาะ S O D I U M sodium ဒါပေမဲ့သူကကြတော့เนาะတခုအနေနဲ့ပြောမဆိုရင်တချို့တော့ S ဆိုတဲ့အရှိစလုံးအကြီး S ကိုမယူတော့ဘဲနဲ့သူက NA မှတ်ထားမယ်เนาะအဲ့တော့ sodium ရဲ့သင်္ကေတအမည်က NA ကဲဟုတ်ပြီအဒမ်မတ်ဆင်စနစ်ကတော့ဒွတ်ဆင်အမည်လေးကတော့မဂနီဆီယမ်ဖြစ်တယ်အင်္ဂလိပ်အမည်ကတော့တကယ်လို့ M A G N E S I U M ဟုတ်နော်အဲ့ဒီမှာတကယ်လို့က M လေးရဲ့ A ဘရဲ့ကို မသွားဘဲနဲ့ M ရဲ့ G ရဲ့ဆိုတဲ့တင်ဂီတာလေးကိုတုံးထားတယ်အဲ့တော့ MG အဲ့တော့မဂနီဆီယမ်ရဲ့တင်ဂီတာက MG နောက်ထပ်နောက်တကယ်လို့အဒမ်မတ်ဆင်73လေးကတော့အလူမီနီယံဖြစ်တယ်နော်ဒွတ်ဆင်အမည်လေးကအလူမီနီယံဖြစ်တယ် ူရဲ့အင်္ဂလိပ်အမည်လေးကတော့ A L U M I N I U M Luminia အဲ့တော့သူ့ရဲ့သင်္ကေတလေးက A ရဲ့ L ရဲ့ကိုယူထားပြီးတော့သူကကျတော့အကြီးဆုံး A R အဲ့တော့သူ့ရဲ့သင်္ကေတလေးက A L ဖြစ်တယ်နော်အတန်အမှတ်စဉ်လေးကတော့14သူ့ရဲ့နော်ဒီချေ dress အမည်လေးကတော့ silicone ဖြစ်တယ်ဟုတ်ပြီအင်္ဂလိပ်အမည်လေးကတော့ silicone အဲ့တော့ S I L I C O N နော်အဲ့တော့ silicon အဲ့တော့သူ့ရဲ့သင်္ကေတလေးကတော့ဒီချေတို့ကအရှိစလုံး S အကြီးရယ် I လေးကိုယူထားတယ် S I နောက်ထပ်အတက်အမှတ်စဉ်လေးကတော့15သူ့ရဲ့ dressing အမည်လေးကတော့ false bra နော်သူကကြတော့ဒီချေတို့အင်္ဂလိပ်အမည်လေးဆိုလို့ရှိရင်နော် P H O S P H O R U S နော် false bra သူကကြတော့တကယ်တို့ကเนาะအရှိစလုံးပြီးအကြီးကလေးကိုပဲယူထားတယ်အဲ့တော့သူ့ရဲ့သင်္ကေတလေးက B ဖြစ်တယ်။ကဲနောက်ထပ်အတန်အမှတ်စဉ်လေးကတော့16ဖြစ်တယ်။သူရဲ့ dress အမည်လေးကတော့ sulfa ဖြစ်တယ်။ဟုတ်ပြီ။သူရဲ့เนาะအင်္ဂလိပ်နာမည်လေးကတော့ S U L P H U R sulfa เนาะ။သူကကျတော့အရှိစလုံး S ကိုပဲเนาะ S အကြီးလေးကိုပဲယူထားတာဖြစ်တဲ့အတွက် သူကတော့သင်္ကေတလေးကတော့ S ကဲဟုတ်ပြီနောက်ထပ်အတန်အမှတ်စင်လေးကတော့18ဖြစ်တယ်သူရဲ့ dressing လေးကတော့ chlorine ဖြစ်တယ်အင်္ဂလိပ်မည်လေးကတော့ C H L O R I N E เนาะ chlorine သူကကြတော့တခြေတို့ကเนาะသင်္ကေတအနေနဲ့ဆိုလို့ရှိရင် C ဆိုတဲ့အရှိစလုံး C အကြီးရဲ့ H ကိုမြူပဲနဲ့အလဲက L လေးကိုယူထားပြီးတော့ CN ဟုတ်နော်သူရဲ့သင်္ကေတလေးက CR ဟုတ်ပြီနောက်ထပ်အတန်မတ်စင်လေးကတော့78ဖြစ်တယ်သူရဲ့ dress စင်လေးကတော့เนาะ dress စင်မြည်လေးကတော့ argon ဟုတ်ပြီအင်္ဂလိပ်အမည်လေးကတော့ A R G O N argon အဲ့တော့သူကကြတော့သင်္ကေတအနေနဲ့ဆိုရင်เนาะ A ရဲ့เนาะ A အကြီးလေးရဲ့ R ရဲ့ကိုယူထားတယ် AR ဟုတ်ပြီ။နောက်ထပ်အန်ဒန်အမှတ်စဉ်လေးကတော့16ဖြစ်တယ်။သူရဲ့နောက်တစ်ချက် address အမည်လေးကတော့ potassium ဖြစ်တယ်။အင်္ဂလိပ်အမည်လေးဆိုရင်တော့ P O T A S S I U M potassium ။အဲ့တော့သူကလည်းတချို့တို့ P ဆိုတဲ့စလုံးကိုမယူဘူးเนาะ။သူကတော့ K ဆိုတဲ့ဟာလေးကိုเนาะ K သူရဲ့သင်္ကေတလေးက K ဖြစ်တယ်။ဒါလေးကိုတောင်းသမီးတို့ကချွင်းချက်နေနဲ့မှတ်ထားရမယ်เนาะ။ကဲနောက်ထပ်အတန်မှတ်စဉ်လေးကတော့20 သူ့ရဲ့ dress name လေးကတော့ calcium ဖြစ်တယ်။ဟုတ်ပြီ။သူ့ရဲ့ english name လေးကတော့ C A R C I U M calcium သူကြတော့ဒီခြေတို့တွေက C အကြီးလေးရဲ့ A လေးရဲ့ကိုယူထားပြီးတော့ CA ဆိုတဲ့သင်္ကေတကလေးပဲဖြစ်တယ်။မှတ်ချက်အနေနဲ့တအားသမီးတို့မှတ်ထားရမှာကတော့ sodium ရဲ့သင်္ကေတအန်နေဟာလက်တင်ဘာသာစကားဆိုတဲ့ natrium ပေါ့နော် natrium မှဆင်းသက်လာတယ်။အဲ့တော့ ဟိုတက်စီကလက်ထွင်းသော LNA เนาะ NA လေးကိုဟုတ်ပြီเนาะအဲ့ဒီဟာလေးကနေယူထားတာဖြစ်တယ်เนาะ potential ရဲ့သင်္ကေတ K ဟာတော့တချို့လက်တင်ဘာသာစကားဆိုရယ် calcium ကနေပေါ့ဆင်းသက်လာတယ်အဲ့တော့တချို့တော့ potassium မဟုတ်ဘဲနဲ့အရှင်တော့ calcium ဆိုတဲ့ K ကကိုเนาะတချို့အရှိစလုံး K ကိုယူထားတာပဲဖြစ်တယ်เนาะအဲ့တော့တအားသမီးတို့ကလည်းလုပ်ငန်းတိအပအတိုင်းပဲ အထက်အမှတ်စဉ်17ကနေ20အထိထွက်စင်တွေကိုလည်းမြန်မာအမည်အင်္ဂလိပ်အမည်ပါတယ်ဂတ်တူစက်ဝိုင်းပေါ့နော်စက်ကူဝိုင်းလေးတွေကိုတောင်းသမီးတို့ကအုပ်စုဖွဲ့ပြုတ်လုပ်ပြီးတော့မှအဲ့ဒီ dressing တွေရဲ့ dressing တင်ကြတာပါတယ်ဂတ်တူစက်ဝိုင်းတွေလည်းပြန်ပြီးတော့ထပ်ပြီးတော့ပြုတ်လုပ်မယ် dressing အမည်နဲ့ dressing တင်ကြတာတွေကိုတော့အုပ်စုအချင်းချင်းအပြန်အလှန် ရှင်တွဲဖော်ပြမယ်ပြီးရင်အချင်းချင်းမှန်မှန်ဆက်ဆေးပါဆိုတော့တောက်သမီးတို့ကခုနကလုပ်ငန်းတွေမှာတစ်ချက်ပြုတ်လောက်ခိုင်းသလိုပဲဂတ်တူဆက်ကူအဝိုင်းလေးမှာမလုပ်မလဲဆိုလို့ရှိရင်တော့ခုနကပြောတဲ့အမီမြန်မာမီအင်္ဂလိပ်မီလေးတွေသင်္ကေတလေးတွေကိုအချင်းချင်းရှင်တွဲပြီးတော့ပေါ့နော်မှန်မှန်ဆက်ဆေးပြီးတော့လက်တွေ့လေးပြုတ်လုပ်ကြည့်ပေးနော်ကဲဒါဆိုရင်ဒီချေတို့ dress အမျိုးအစားများကိုဆက်ပြီးတော့ကြည့်အောင်နော် တော့အလှည့်ကျစရာမှရှိတဲ့အတန်အမှတ်စဉ်1မှ20ထိ drug စင်တွေရဲ့အမည်နဲ့သင်္ကေတတွေကိုသိရှိလေ့လာခဲ့ပြီးဖြစ်တယ်။အဲ့တော့ယခုသင်ခန်းစာမှာဆိုရင်တော့အလှည့်ကျစရာမှရှိတဲ့ drug စင်အမျိုးအစားတွေကိုတစ်ချို့လေ့လာမယ်။အဲ့တော့အလှည့်ကျစရာမှဆိုလို့ရှိရင်အုပ်စုနဲ့အပိုင်းမီးမြရှိတဲ့နေတဲ့။ကဲအဲ့တော့အလှည့်ကျစရာမှဆိုရင် down light column 18ခုနဲ့အလျားလိုက်အတန်း9ခု ပါရှိတယ်။အဲ့တော့ အုတ်စုတစ်ခုမှာဆိုလို့ရှိရင်ကြားရောက်တဲ့ dressing တွေဟာဓာတ်ဂုံတတိတူညီကြပြီးတော့မှအပိုင်းတစ်ခုထဲမှာကြားရောက်တဲ့ dressing တွေကတော့တချို့လို့ဝဲကနေရာကိုသွားမယ်ဆိုလို့ရှိရင်တော့တို့ရဲ့တတုဂုံတတိကနေမှာတတုမဟုတ်ဂုံတတိကိုတဖြည်းဖြည်းပြောင်းလဲတယ်တဲ့ကဲဟုတ်ပြီဒါဆိုရင်တချို့လုပ်ငန်းတစ်ကလေးကိုဆက်ပြီးတော့ကြည့်အောင်ဟောလုပ်ငန်းတစ်အုတ်စုတစ်เนาะအုတ်စုတစ်ဆိုတာတချို့ရောမကနတစ်မှာရှိရဲ့ dressing တွေကိုတချို့တို့ air kali တတု dressing များဟုတ်ပြီနော်အုပ်စုနှစ်ရောမကနနှစ်မှာရှိရဲ့ dressing မျိုးတော့တချို့တို့က air kali မြေတတု dressing များဟုတ်ပြီအုပ်စု၃ကနေပြီးတော့မှစနစ်ထိ dressing တွေကိုတော့တချို့တို့ကဂျားဆက်တတု dressing များလို့ခေါ်တယ်အုပ်စု73ကနေပြီးတော့မှအုပ်စုဆက်ခွန်ယောမကနန်3ကနေ9ထိပေါ့နော်အဲ့ဒီ dressing တွေကိုတော့တချို့တို့က တက်တုမဟုတ်တဲ့ dress ဉ်များเนาะ aluminum ဆိုတော့ AL မှလွဲ၍ကျန်တာတွေကတက်တုမဟုတ် dress ဉ်တွေပဲဖြစ်တယ်เนาะအုပ်စု18ရောမကနန်9မှာရှိရဲ့ dress ဉ်တွေကိုတော့ဒီချေတော့ halo ဉ်များလို့ခေါ်ပြီးတော့အုပ်စု18ဟုတ်ပြီเนาะ3ညရှိတဲ့ဒီချေတော့ dress ဉ်များကိုတော့အစွမ်းမဲ့ဒန်းငွေ dress ဉ်ဆိုပြီးတော့မှဒီချေတော့ခေါ်ပါတယ်အုပ်စု3ညမှာရှိရဲ့ dress ဉ်များကတော့မြေသည့် dress ဉ်နဲ့မှ ဓာရုတပြုခြင်းမရှိတဲ့အတွက်ကြောင့်သူကိုအစွမ်းမဲ့ဓာငွေ dressing များလို့ခေါ်တယ်။အဲ့တော့ဒီချက်အလဲကျစေရမှာတအားသမီးတို့တွေ့ပါလိမ့်မယ်။အမဲရောင်မြင်းเนาะအဲ့တော့အမဲရောင်မြင်းရဲ့ဒီချက်ဝဲဘက်မှာရှိတဲ့ dressing တွေကိုတော့ဒီချက်တို့ကတတု dressing တွေဖြစ်ပြီးတော့မှအမဲရောင်မြင်းရဲ့ယာဘက်မှာရှိတဲ့ dressing တွေကိုတော့ဒီချက်တို့ကတတုမဟုတ် dressing တွေလို့ခေါ်တယ်။ ဟုတ်ပြီနော်အဲ့တော့အုတ်စုနံပါတ်နဲ့ဓာတ်စင်အမျိုးအစားတွေကိုရှင်တွဲပြီးတော့မှတောင်းသမီးတို့ကအုတ်စုလိုက်အပြန်လန်ဆွေးနွေးတင်ပြပါဆိုတော့တောင်းသမီးတို့ကဒီနော်လက်ကြစရားလေးကိုကြည့်ပြီးတော့အချင်းချင်းပြန်လန်ဆွေးနွေးကြည့်ပါအောင်နော်ကဲဒါဆိုရင်ဒီချေတော့လုပ်ငန်းနှစ်ကလေးကိုကြည့်ရအောင်နော်လုပ်ငန်းနှစ် ုတ်စုเนาะအုတ်စုတက်မှ18ထိအပိုင်းတက်မှ9ထိပါတဲ့အလှကြစရာမှာဆိုရင်ねအတန်အမှတ်စဉ်တက်မှ20အထိ dressing သင်ကေတပါဆက်ကူပေါ့နော်ကပြားကိုတအားသမီးတို့ကအလှဲ့ကြစရာပေါ်မှာအုပ်စုလိုက်ကပ်ပြီးတော့မှတဲ့အုပ်စုအချင်းချင်းအပြန့်လန့်ဆွေးနွေးပါဆိုတော့တအားသမီးတို့တွေကခုနကတုန်းကအလှဲ့ကြစရာလေးရှိမယ်အဲ့ဒီအလှဲ့ကြစရာမှာခုနကတုန်းကပြောရဲအတအမှတ်စဉ်တက်မှ20ထိသင်ကေတလေးတွေကိုဆက်ကူ တက်ပြားလေးပေါ်မှာတတော်တမျိုးကရေးပြီးတော့ဟုတ်ပြီနော်အချင်းချင်းအဲ့ဒီမှာကျွန်တော်လက်ကြစရာလေးမှာကတ်ပြီးတော့မှာအုပ်စုလိုက်လေးတွေကတ်ပြီးတော့ပြုတ်လုပြီးတော့ပေါ့နော်အချင်းချင်းပြန်လည်ပြီးတော့ဆွေးနွေးကြည့်လို့ရပါတယ်ကဲဒါဆိုရင်ဒီ channel အတူတူအဓိကချက်ကလေးကိုကြည့်အောင် တော့အဓိကချက်များအဲ့တော့အလဲကြစေရမှာဆိုလို့ရှိရင်တဲ့အုတ်စုတက်ဆိုတဲ့ရောမဂနက်တက်မှာရှိတဲ့ dressing တွေကိုတော့ဒီချေတို့ကအေကာလီတတူ dressing များလို့ခေါ်မယ်အုတ်စုနှစ်မှာရှိတဲ့ရောမဂနက်နှစ်မှာရှိတဲ့ dressing တွေကိုတော့ဒီချေတို့ကအေကာလီမြေတတူ dressing များအုပ်စု၃မှ၁၂တိ dressing တွေကိုတော့ဒီချေတို့ dressing များကိုတော့ဂျားဆက်တတူ dressing များပြီးသွားလို့ရှိရင်တော့ဒီချေတို့အုပ်စု၃မှ၁၇အထိเนาะ၁၇ကတော့ဒီချေတို့ရောမဂရန်၃ကနေ9တိ dressing တွေကိုတော့เนาะ dressing များကိုတော့တချို့တော့တတူမဟုတ် dressing များအဲ့ဒါကတော့ aluminum ဆို AL မှလွဲ၍အုတ်စုစက်ခွန်ရောမကနခုနှစ်မှရှိရဲ dressing တွေကိုတော့တချို့တော့ halogen များအုပ်စု78တုံညမှာရှိတဲ့ dressing တွေကိုတော့တချို့ကနော် dressing များကိုတော့အစွမ်းမဲ့ဓာတ်ငွေ dressing များလို့ခေါ်တယ်။အုပ်စုတုံညမှာရှိတဲ့ dressing တွေကတော့နော် dressing များကတော့မြည်သည့် dressing နဲ့မှနော်ဓာတ်ဓာတ်ပြုခြင်းမရှိတဲ့အတွက်ကြောင့်သူ့ကိုတော့အစွမ်းမဲ့ တန်းငွေ့ dressing နေလို့เนาะ dressing များလို့ခေါ်ပါတယ်။ကဲအခုဒီကျဲသားတို့သမီးတို့ကိုရှင်းပြပေးလိုက်တာကတော့အခန်းလေးအလှည့်ကြစေရနဲ့ drum များရဲ့တဘာဝကသင်ကန်းစာ nga အတန်အမှတ်စဉ်တက်မ20 dressing များအကြောင်းပဲဖြစ်ပါတယ်။ကဲဒီကျဲနဲ့တူတူနောက်စာသင်ချိန်မှာပြန်တွေ့ဦးမယ်နော်။